စာလံကျမ်းအခန်းကြီး7မတရားသောသူတို့သည်သဘောဖြောင့်သောသူတို့ကို မထေမရှားပြန့်အံ့သောမှာလေးကိုတင်၍လေးညို့ပေါ်မှာမြားကိုပြင်ကြ၏အမိတကယ်တို့သည် ပြက်လင်ဖြောင့်မတ်သောသူသည်အဘဲ့အတို့ပြုနိုင်သည်။ငါဝိညာဉ်အားတင်သည်ငှက်ကဲ့သို့ကိုနေရာတောင်ပေါ်တို့ပြေးချေဟုအဘဲ့အကြောင်းပြောကြသည်။ထာဝရဖျားသည် ငါခိုလို့ရဖြစ်တော်မူ။ထာဝရဘုရားသည်တန်ရှင်းသောဗိမာန်တော်၌ရှိတော်မူ၏။ထာဝရဘုရား၏ပလင်တော်သည်ကောင်းကင်ပေါ်မှတည်၏။မျက်စိတော်သည်ကြည့်ရှု၍မျက်ခတ်တော်သည် လူသားတို့ကိုစစ်တော်မူ၏။ထာဝရဘုရားသည် ဖြောင့်မတ်သောသူကိုစိုးစံတော်မူ၏။မတရားသောသူနှင့်လူယူဖြစ်စည်းလိုသော သူတို့ဝိညာဉ်သည်မုန်းတော် မတရားသောသူတို့အပေါ်မှာ တောက်သောမိကဲကန့်တဲ့ရောသောမိလျံပူလောင်သောမုံတိုင်းကိုတဲ့ရောက်စေ၍သူတို့တောက်เสียဖို့စီရင်တော်မူ၏တရားသဖြင့်ပြုတော်မူသောထာဝရဖရာသည်တရားသောအမှုကိုနှစ်သိမ့်၍တဘောဖြောင်းသောသူကိုမျက်နာပြုတော်မူ၏